ဇီရိုကနေဟီးရိုးဖြစ်လာခဲ့တဲ့ United နဲ့အင်္ဂလန်အသင်းရဲ့အချစ်တော်ကြီးကောင်းကြီးโอเคအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရကြပါ လွန်ခဲ့တဲ့9နှစ်ဝန်းကျင်က Leicester City ကနေစံချိန်တွေပြောင်းရွှေ့ကြီးတစ်ခုနဲ့ United အသင်းစီရောက်ရှိလာခဲ့တဲ့နောက်ခံလူ Harry Maguire တယောက်ဟာသူ့ကိုပြေးချေခဲ့ရတဲ့တန်ဖိုးနဲ့ဖီအားတွေကြောင့် United အသင်းစီရောက်ရှိလာပြီးချိန်မှာပဲအမားတွေကိုဇက်တိုက်လှုပ်ဆောင်ခဲ့တယ်လို့ပွဲစဉ်ပွဲတိုင်းဟာသာကြီးတစ်ခုလို့ဖြစ်ခဲ့ရပါတယ် United အသင်းရဲ့အသင်းကောင်းဆောင်လက်ပတ်ကိုပါဝစ်စင်ခွင့်ရခဲ့ပေမဲ့သူပါလာတဲ့ပွဲတိုင်းဘယ်လိုဟာသာဖြစ်နေမလဲ ဘယ်အချိန်အမှားထလုံးမလဲဆိုတာကိုပရီးမီးယားလိဂ်19သင်းဖန်တွေပြင်တကဘာလုံးကဘောလုံးဖန်တွေကပါ ဟာသလို့ဖို့စောင့်ကြည့်ခဲ့ရတဲ့အတီကိုဖြစ်ခဲ့ရပါတယ်ကျွန်တော်တို့ဗမာလူမျိုးတွေကတော့ကောင်းကြီးလို့ချစ်စနိုးနဲ့ခေါ်ခဲ့ကြတယ်မဟုတ်ပါလားအသင်းကောင်းဆောင်လက်ပတ်နဲ့မထိုက်တန်မှုဆိုပြီးအသေးရောက်ရှိလာတဲ့ဘရူနိုဖာနန်ဒက်ကိုပေးအပ်လိုက်ရသလိုဆိုရှယ်မီဒီယာတွေမှာလည်းပိုးဆိုးပတ်ဆက်ကို ပြောဆိုဝေဖန်ခံခဲ့ရတာပါ ူဖြတ်တန်းခဲ့ရသမျှအရာတွေကတာမန်လူတဦးသာဆိုရင်ခံနိုင်ရရှိမှာမဟုတ်ပါဘူး။သူ့ကိုလွတ်တော်ထဲမှာတောင်လောင်ပြောင်ရင်မောခံခဲ့ရတဲ့အဆင့်ထိရှိခဲ့တာပါ။ဒါလူသားတစ်ယောက်ကိုအနိုင်ကျင့်ပိုကြတယ်ဆိုတာတောင်သူတို့မသိနိုင်တော့အောင်ပါပဲ။ဒါပေမဲ့သူကတော့ဒီလိုဝေဖန်လောင်ပြောင်ခံရတဲ့ဒဏ်ရာတွေကိုကောင်းကောင်းခံနိုင်ရရှိခဲ့ပြီးသူ့ကိုယ်သူမဆုံးမနစ်စ조사အားထုတ်လာခဲ့ပါတယ်။ သူကတကယ့်ကိုစိတ်သက်တမ်းမာတဲ့လူသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။အခုဆိုအင်္ဂလန်ရဲ့ကမ္ဘာဖလားကံမဲ့လူစင်းထဲမှာတောင် ပါဝင်နိုင်မှာဖြစ်သလို United အသင်းအတွက်လည်းအရေးပါတဲ့နောက်ခံလူတဦးဖြစ်လာနေပါပြီ။တကယ့်ကိုစိတ်သက်တမ်းမာပြီးဝေဖန်မှုတွေကိုခေါင်းထဲမှာထားပဲသူလှုပ်တင်တာကိုပဲဆက်လက်လှုပ်ဆောင်ခဲ့တာကြောင့်အခုတော့0ကနေ hero ဖြစ်လာခဲ့ရပါပြီ။ဟုတ်ကဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel တလေးကို like and subscribe နဲ့ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဗီဒီယိုအစ်စ်တွေတင်တိုင်းသိရှိနိုင်အောင်လို့လည်းဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့နော်ကြည့်ရှုအားပေးခဲ့တဲ့ border အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ